မင်္ဂလာပါဒီနေ့လုတ်ပေးမဲ့ tutorial ရေကတော့ sign design ရဲ့စိတ်ကြောလွမ်းဆိုတဲ့သချင်း one man keyboard ဒီနေ့လေးဖြစ်ပါတယ်ဒီချင်းလေးကို cha cha style နဲ့ tempo ကတော့114ပါမူရင်း key ကတော့ G ဖြစ်ပါတယ်ကျွန်တော်တို့ထုံးစံအတိုင်း C နဲ့ပဲတီးပြပါမယ်ဒီနေ့တော့ intro လေးကိုကျွန်တော်တစ်ခေါက်တီးပြမယ် intro ကိုကျွန်တော်လက်ပုံစံလေးအနေတီးပြမယ် piano color လေးနဲ့တီးပြမယ်သူ intro က distortion guitar နဲ့ပါ re re mi re 1 and 2 and လက်ညှိုးလက်ခလဲပြီးရင် do do re do re re mi re ပဲပြီးရင် re re mi re ပဲ ဒါလေးပဲဖြစ်ပါတယ်ဒါကို intro လေးပြီးတော့ကျွန်တော် verse နဲ့ chorus ပါတစ်ချက်တီးပြမယ် ှာသူဘတ်ကိုပြန်ဝင်တယ်ဘတ်ကိုပြန်ဝင်ပြီးရင်ဘတ်ဆိုမဲ့ chorus ဆိုမဲ့ပြီးွားရင်ခုန distortion ဒီအတိုလေးပြန်ဝင်မယ်ပြီးွားရင် distortion solo ဝင်မယ်အဲ့တော့ chorus နောက်ဆုံးနှစ်ပါးလောက်ကနေကျွန်တော်စတင်လိုက်မယ်ရောက် ဆိုလိုအဆုံးမှာ chorus ကိုဝင်မယ် chorus ဝင်ပြီးတော့ distortion အတိုလေးနဲ့သိမ်းမယ် distortion solo ကို piano လေးနဲ့အနေကြီးပြမယ် mi ကိုလက်ကလေးနဲ့တီးလိုက်မယ် mi 2 3 4မှာ mi re do 4 e n mi mi re do ပြီး re mi 1မှာ1 and re mi 2ရဲ့ off မှာ re ဒီလက်သုံးချောင်းနဲ့ပဲ mi ရေမီကိုလည်းလက်ညှိုးလက်ခလဲပြီးလက်ညှိုးနဲ့ပဲ2 off လေးမှာရေကိုတီးမယ်ပြီး4 off လေးမှာဆိုဆိုလက်မနဲ့ဒီကိုသွားလိုက်မယ်လာဒိုဒိုဒိုလက်ညှိုးလက်တကြွယ်ပြီးရင်4မှာလည်းဒိုပဲလက်တကြွယ်နဲ့ပြီးရင်လက်တကြွယ်နဲ့ပဲဒိုတီ2 off မှာလည်းတီးပဲပြီးရင် 3 of ကတီကိုလက်မလေးဝင်နိုင်မယ်3 n 4 n 3 n 4 n လက်မလက်ညိုလက်ခလဲလက်ကြွယ်နဲ့မိကိုဒီမယ်ပြီးရင်2 of မှာလည်းမိပဲ re re do re ကိုလက်ခလဲလက်ညိုပြီးရင် do do လက်ညိုနဲ့လက်မတီဝင်မယ် do 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 ပြီးရင် do re do တတိယ off မှာ do 4နဲ့ 4m က do re do လက်ညှိုးလက်ကလေး re mi mi re mi mi ဟာလက်ကလေးလက်တကြွယ်ပြီးရင်လက်မနဲ့လာကိုဝင်မယ် one off မှာ one and fa mi fa mi ကို လက်တန်းရဲ့လက်တကြွယ်ပြန်4ရဲ့ off မှာဒိုဒိုလက်ညှိုးနဲ့ဝင်မယ်ရေရေမီရေရေရေမီတွေကိုလက်ကလေးလက်သွေး ဒါလေးပဲဖြစ်တယ်။တောက်လျှောက်တောက်လျှောက်လေးအစင်လိုက်ဒီပြမယ်။ ဆိုတော့ BY ရင် chorus ကိုဝင်ပါမယ် chorus BY ရင် distortion guitar လေးနဲ့သိမ်းပါမယ်ကျွန်တော်အဲ့ solo အဆုံး chorus လေးကနေစတီးလိုက်မယ် la fa mi fa mi do re re mi re ဒါလေးကိုလိုက်ကြည့်ကြပါအဆင်ပြေတာများရှိရင်ကျွန်တော်ကိုကွန်မန့်မှာမေးခဲ့လို့ရပါတယ်ကျွန်တော်ပြန်ဖြေပေးပါမယ်ကျွန်တော် channel လေးကိုလည်း subscribe လုပ်ပေးပါဦးကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်ပြန်ဆောင်ကြပါမယ်